တနေတိုင်းမြို့နယ်ချောင်းလမှုယွာကိုစက်ကောက်စီတက်ကနရစ်အတွင်လီရင်နဲ့ဘုံသုံးကြီးကျဲချတိုက်ခိုက်လို့ဒေသခံတွေယွာလုံးကျော်ထွက်ပြေးရတယ်လို့ဒေသခံတွေနဲ့တော်လန်ရေးတပ်ဖွဲ့ဝင်တို့စီကတီးရပါတယ်။မလ16နဲ့18ရင်းနေတွေမှာတိုက်ခိုက်တာဖြစ်တယ်လို့အသက်28နှစ်အရွယ်ဒေသခံအမျိုးသမီးကပြောပါတယ်။စက်ကောက်စီတက်ရဲ့လက်နေကြီးပြစ်ခတ်တာလီချောင်းတိုက်ခိုက်တာနဲ့တိုက်ပွဲတွေကြောင့်နီနာဝေါ်ချင်းကတာပလတ်ထုတ်ခါ ခြောက်နှပေါက်စတဲ့ကြေးဝါတွေကဒေသခံတွေခြောက်လမှုရွာမှာဆက်ပေးလာရှောင်နေကြတာပါခြောက်လမှုရွာမှာလူဦးရေနှစ်ထောင်လောက်နေထိုင်ကြပြီးတိုက်ပွဲပြင်းထန်နေတဲ့ထိုင်းမြန်မာနယ်စပ်ကိုတွယ်ရင်းလမ်းဖြစ်တဲ့တနင်္သာရီမောတော်လမ်းနဲ့မနီမွေးမှာတည်ရှိပါတယ်အဲ့ဒီလိုပုံကျဲတက်ခိုက်တာကခြောက်လမှုရွာမှာပထမဆုံးကြိတ်ဖြစ်တယ်လို့ဒေသခံတွေကအဆိုပါတယ် ချောင်းလမှုရွာကိုစကောက်စီတက်ကမက်လာ18ရင်းနေမှာဘုံလေးကျိတ်ကျဲချတက်ခိုက်ခဲ့ပြီးမက်လာ18ရင်းနေမှာတော့ MI2 ရဟတ်ရင်နဲ့ဘုံအလုံး20ကျဲချတက်ခိုက်ခဲ့တယ်လို့ခြေတိုက်လေးရင်နဲ့လည်းပေါက်3ရဘုံနှလုံးကျဲချတက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်ဘုံတွေကချောင်းလမှုရွာနာရောဘာချန်နဲ့ဦးရဲချန်တွေထဲကိုကြားရောက်ပေါက်ကွဲတဲ့အတွက်ဒေတာခန့်တွင်နေအိထိခိုက်မှုမရှိဘူးလို့အသက်35နှစ်အရွယ်ဒေတာခန့်အမျိုးသားကပြောပါတယ် က်ကောက်စီတက်ကလူနေကျေးရွာတွေထဲကိုလေကြောင်းတက်ခိုက်တာတွေခက်ဆိတ်ဆိတ်လုံနေတယ်လို့လက်နဲ့ကြီးတွေနဲ့လည်းမကြခဏပြစ်ခတ်တာတွေလှုပ်ဆောင်နေပါဗျာ။